ဂျပန်တရုတ်အငင်းပွားမှုတင်းမာလာခြင်းဂျပန်နဲ့တရုတ်နဲ့နိုင်ငံကြားမှာတင်းမာမှုကတော်တော်လေးမြင်မာနေစေပါ။ဒါကြောင့်ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်လူမျိုးတွေနဲ့ပတ်သက်ပြီးမကောင်းတဲ့သတင်းတစ်ခုခုထွက်ပေါ်လာရင်လူအများရဲ့အာရုံစိုက်မှုကိုခံရလိမ့်ရှိပါတယ်။ နိုဝင်ဘာလ10ရက်နေ့ည9:00နာရီလောက်မှာမီဟန်အဝေးပြေးလမ်းမကြီးပေါ်ကစီကားတဲ့ EGA နားနေစခန်းမှာကာရန်နာနေရာကနေအငင်းပွားရာအကြမ်းဖက်မှုတွေပါဖြစ်ပွားခဲ့ပါတယ်။ရဲကတရုတ်အမျိုးသားတအုပ်ကိုလူတိုက်ရန်ကြိုးပမ်းမှုနဲ့ဖမ်းဆီးခဲ့ပါတယ်။ရဲရဲပြပြချက်အရဒီလူနှစ်ဦးဟာအချင်းချင်းမသိကြပါဘူး။တိုက်ခိုက်ခံရတဲ့သူကတော့နာရာခရိုင်တီရန်မျိုးကအသက်46နှစ်အရွယ်ကုမ္ပဏီဝန်ထမ်းတအုပ်ပါ။ တန်တရားရှိသူကတော့ပေါင်ရန်ကျန်းလို့ခေါ်တဲ့အသက်38နှစ်ရွယ်တရုတ်နိုင်ငံသားပါ။သူဟာခီးသွားရိအများဆုံးအသုံးပြုတဲ့ဇိမ်ခံကားတစ်မျိုးဖြစ်တဲ့ Toyota Alpha ကိုမောင်းနှင်လာခဲ့တာဖြစ်ပါတယ်။အငြင်းပွားမှုဟာကားရန်နာမယ့်နေရာကြောင့်စခဲ့တာပါ။ဂျပန်နိုင်ငံကအဝေးပြေးလမ်းမကြီးနားနေစခန်းတွေမှာကားရန်နာဖို့အတွက်ခဏခဏစကားများလေးရှိပေမယ့်များသောအားဖြင့်ရိုးရိုးစကားများရုံလောက်သာပါဒါပေမဲ့လည်းအဲ့ဒီညကတော့အခြေအနေကအတော်လေးဆိုးသွားခဲ့ပါတယ်ပထမအခြေအနေပြောဆိုပြီးတဲ့နောက်ပေါင်ဟာသူ့ကားစီကိုပြန်သွားခဲ့ပါတယ် အဲဒီနောက်ဂျပန်အမျိုးသားကကားရှိမှရက်နေပြီးမဖဲ့ပြီးပါဘူးခနာကြမှာကားကဖြည်းဖြည်းချင်းစတင်ရွေးရှာပြီးအဲဒီလူကိုတိုက်မိကကားဘော်ဒီဘော်ကိုတွန်းတင်လိုက်ပါရင်အတိုက်ခံရတဲ့သူဟာကားဘော်ဒီဘော်မှာနှောက်ထပ်မီတာ90လောက်အထိမပြုတ်ကြအောင်အတင်းချက်တွဲကပ်နေရပါတယ်ကားကရုတ်တရက်အရှိန်တင်လာအရှိန်ပြင်းပြင်းဘရိတ်အုပ်တာရုတ်တရက်ချိုးကွေတာတွေလုံနေတဲ့ကြားကနေသူဟာလက်တစ်ဖက်အားတဲ့ကြားကရဲကိုဖုံးဆက်ခဲ့ပါရင် ရဲတွေကဒီလိုမျိုးမောင်းနေတာဟာအရန်ကိုအန္တရာယ်များတဲ့လုပ်ရဖြစ်တာကြောင့်ပေါင်ကိုလူသက်ရန်ကြိုးပမ်းမှုနဲ့ဆွဲချက်တင်ခဲ့ပါရီကားတိုက်ခံရသူမှာခါနဲ့လက်မောင်းတို့မှာအနှဲငယ်ပုံးပဲ့ဒဏ်ရာတွေသာရရှိခဲ့ပါရီဒါပေမဲ့လည်းဂျပန်မှာဒဏ်ရာအနှဲအများကပြစ်မှုအဆင့်ကိုဆုံးဖြတ်တာမဟုတ်ပါဘူးတန်တရားရှိသူရဲ့လုပ်ရကဘလောက်အန္တရာယ်များလဲဆိုတာအရေးကြီးပါရီဒီလိုပြုတ်ကျသွားပြီးတဲ့နောက်ပေါင်ကကားကိုမောင်းပြေးသွားခဲ့ပါရီဒါပေမဲ့တိုက်ခံရတဲ့သူကကားကိုတေချာမှတ်မိခဲ့တာကြောင့်ရဲတွေကသူ့ပေးတဲ့ဖော်ပြချက်အရနိုင်အနှဲငယ်အကြမ်းမှာပေါင်ကိုဖမ်းဆီးနိုင်ခဲ့ပါရီ ပေါင်ကတော့ကားဘော်ဒီပေါ်မှာလူပါနေတော့ကားမောင်းခဲ့တာမှန်ပေမဲ့တက်ဖို့ရည်ရွယ်ခဲ့တာမရှိခဲ့ဘူးလို့ပြောပါရယ်ဂျပန်ရဲတွေကတန်တရားရှိသူကဘာရည်ရွယ်တယ်ဆိုတာပြောလို့ရှိသည်ဖြစ်စေလောက်ရက်ကအန်နီရဲ့ရှိတာကသာအဓိကထားပြီးစဉ်းရင်လေးရှိပါရယ်ဒီသတင်းဟာဂျပန်ရုပ်သံတဲ့ဆိုရှယ်မီဒီယာတွေမှာအလေးမြန်ပြန့်နှံ့သွားပါရယ် Yahoo News ပေါ်ကလူကြိုက်များတဲ့မှတ်ချက်တစ်ခုမှာဘယ်နိုင်ငံသားပဲဖြစ်ပါစေဂျပန်မှာဆိုရင်ဂျပန်ရဲ့စီးပင်းတွေကိုလိုက်နာရမယ်ဒီလိုအန္တရာယ်ရှိတဲ့မောင်းနှင်မှုကိုလက်ခံလို့မရဘူးလို့ရှင်းသားထားပါရယ် ဂျပန်နဲ့တရုတ်ကြားကတင်းမာမှုတွေကြောင့်နိုင်ငံခြားသားတွေပါဝင်တဲ့ဘလို့ကိစ္စကိုမဆိုပုံမူအာယုံစိုက်ခံနေရတယ်လို့ပြောဆိုသူတွေလည်းရှိပါတယ်။မကြသေးမီက F3 Basketball အဖွဲ့လို့ခေါ်တဲ့တရုတ်ဩဇာရှိသူအဖွဲ့ဟာလည်းဂျပန်မှာဒေါသထွက်စရာကိစ္စတခုကိုဖန်ပြီးခဲ့ပါတယ်။သူတို့ဟာတိုကျိုမြို့ကစီကားတဲ့ရှီဘူယာလမ်းစုံမှာကားခုံပြီးဗီဒီယိုရိုက်ကူးခဲ့ပါတယ်။လူတွေကသူတို့ဟာလမ်းမီပလက်ဖောင်းကိုပိတ်ဆို့ပြီးလမ်းသွားလမ်းလာတွေကိုနှိပ်ကွေးစေတယ်လို့ပြောဆိုခဲ့ပါတယ်။ တချို့ဗီဒီယို vlogger တွေက F3 အဖွဲ့ဟာတိတ်တဆိတ်တရုတ်ပြည်ကိုပြန်သွားပြီလို့လည်းပြောကြပါရယ်။ဒါတရားမွင့်ရိုက်ကူးမှုကြောင့်ဂျပန်ကသူတို့ကိုနှိမ့်ထုတ်လိုက်တာဖြစ်နိုင်တယ်လို့သူတို့ကဆိုပါရယ်။ F3 basketball အဖွဲ့ဟာစီချွန်ပြည်နယ်ချန်တူးမြို့ကလူငယ်ဖြောပြေသူများအဖွဲ့ပါ။သူတို့ရဲ့ shoe basketball ကားကွက်ကြောင့်တရုတ်ရဲ့ TikTok ဖြစ်တဲ့ဒုံရင်းမှာလည်းကြီးခဲ့ပါရယ်။သူတို့မှာ follower 3.8တန်းကျော်ရှိပါရယ်။ပြည်ကြတဲ့အပေါ်ကအဖွဲ့ဝင်9ဦးပါတဲ့ဒီအဖွဲ့ဟာတိုကျိုကိုသွားခဲ့ပါရယ်။ သူတို့ဟာရှီဘူယာလမ်းစုံရဲ့ platform အလဲမှာကားခုန်နေတာပါ online video တွေမှာလူအုပ်ကြီးဖျက်ရှားဖို့ကြိုးစားနေတော့သူတို့ကဘောလုံးတွေကိုလှည့်ပြီးကနေတာကိုဖျက်သားနေပါတယ်ဒါကြောင့်မဲ့ဂျပန်လူမျိုးတွေဟာလင်းမြန်စွာဒေါသထွက်ခဲ့ကြပါတယ်သူတို့ကအဲ့ဒီဖွဲ့ဟာ platform ကိုပိတ်ဆို့တာအပြင်မျက်မမြင်တွေအသုံးပြုတဲ့အထီးတွေကြမ်းမြေခင်းတွေကိုပါပိတ်ဆို့တယ်လို့ပြောခဲ့ပါတယ်ခွင့်ပြုချက်မရှိဘဲလမ်းပေါ်မှာကားပြဖြော့ပြတာဟာလူအများဆုံးစီးမင်းတွေကိုချိုးဖောက်တယ်လို့လည်းပြောပါတယ်တရုတ်လူမျိုးအများပြားကလည်းသူတို့ကိုဝေဖန်ခဲ့ပါတယ် နိုဝင်ဘာလ15ရက်နေ့တရုတ်ဗီဒီယို vlogger တဦးက F3 အဖွဲ့ဟာရောက်ပြီးရက်အနည်းငယ်အကြာမှာတိတ်တဆိတ်တရုတ်ပြည်ပြန်သွားပြီလို့ပြောပါတယ်။ online တပုတ်နေမှာတော့ Tokyo Air တွေကဒီအဖွဲ့ကိုမေးမြန်းစစ်ဆေးနေတာတွေ့ရပါတယ်။တရုတ်ဗီဒီယို vlogger တဦးကဂျပန်မှာသူတို့ရဲ့ live stream ကိုကြည့်ရှုသူ26000ရှိပြီးအသွားလာများခဲ့တယ်လို့ပြောပါတယ်။အဲဒီအဖွဲ့ဟာလေရင်လက်မှတ် hotel အစားအသောက်နဲ့ငားရထားတဲ့ကားမောင်းသူတွေအတွက်ပတ်စံတွေအများကြီးသုံးခဲ့ရတယ်လို့လည်းသူတို့ကပြောပါတယ်။ဒီလောက်ထိမေးမြန်းပြန်သွားရင်ပတ်စံအရှုံးပေါ်တာမလို့ ဘာအကြောင်းပြချက်မှမရှိဘူးလို့သူတို့ကလည်းပြောပါတယ်။သူတို့ကဂျပန်ဗီဇာစီးမင်းတွေကိုချိုးဖောက်တဲ့အတွက်ပြစ်မှတ်ထားခံရတာဖြစ်နိုင်တယ်လို့လည်းသူတို့ကယုံကြည်ပါတယ်။သူတို့မှာကြီးသွားဗီဇာသာရှိနေတဲ့အချိန်မှာစီးပွားဖြစ်လောက်ကိုက်နေတယ်လို့ဂျပန်ကယူဆနိုင်တယ်လို့သူတို့ကဆိုပါတယ်။လူတူကကျွန်တော်စစ်ဆေးကြည့်ပြီးရှီဘူးယားမှာကကြင်ရဲကိုကြိုတင်အကြောင်းကြားရတယ်။တရုတ်မှာတော့ဥပဒေစီးမင်းစည်းကမ်းတွေကိုတိုက်ခိုက်ဆိုင်ကြလိမ့်မရှိပေမဲ့နိုင်ငံခြားမှာဆိုရင်တော့ဘယ်သူမှလက်ခံမှာမဟုတ်ဘူးလို့လည်းရေးသားခဲ့ပါတယ်။ချန်နုမြို့ကဗီဒီယိုတစ်ခုမှာလည်း F3 အဖွဲ့ဟာကားခုံနေတော့ လမ်းကြောင်းပိတ်လို့လုံခြုံရေးတွေကအချိန်ချင်းတာမြစ်တာကိုပြသခဲ့ပါတယ်။နောက်ထပ် online မှတ်ချက်တစ်ခုကတော့ဒီဖြစ်ရဟာပိုကြီးမားတဲ့တင်းမာမှုတွေနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။ဒီလူကတရုတ်တန်မန်အရှုပ်တော်ပုံဖြစ်ပြီးတဲ့နောက်ဂျပန်မှာရှိတဲ့ဒီကားမောင်းတဲ့သူဟာငြိမ့်ငြိမ့်နေတဲ့အဲ့ဒီအစာရင်ဆိုင်လုပ်ခဲ့တယ်။ဒါတရုတ်ကွန်မြူနတီပါတီ CCP ရဲ့တင်ကြားမှုရဲ့ရလဘပဲလူမိုက်ဆန်တဲ့အဖြစ်မှုပဲလို့ရေးသားခဲ့ပါတယ်။ F3 အဖွဲ့ကလည်းအချိန်နဲ့ဘလောက်တင်းမာတယ်ဆိုတာကိုနားလည်ပုံမပေါ်ပါဘူး။တရုတ်တန်မန်ကျန်းကဝန်ကြီးဂျုတ်ဆန်နဲ့ တက္ကဟာရှိကိုချင်းချောက်တဲ့မှတ်ချက်တွေပေးပြီးအဲဒီနောက်မှာတော့ဂျပန်နဲ့တရုတ်ဂျာကာဆက်ဆံရေးပို့ပြီးဆိုးဝါးလာခဲ့ပါတယ်။နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကခီးသွာသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။တရုတ်လူမျိုးတွေအနေနဲ့ဒီအချိန်မှာဂျပန်ကိုမသွားဖို့သတိပေးခဲ့တာပါ။အဲဒီထုတ်ပြန်ချက်မှာဂျပန်မှာရှိတဲ့တရုတ်လူမျိုးတွေအပေါ်ယာဆွေးမှုတွေတိုးလာတယ်လို့ဖော်ပြထားပါတယ်။တချို့တိုက်ခိုက်မှုတွေကိုမဖြေရှင်းနိုင်သေးဘူးလို့လည်းဆိုပါတယ်။ အဲ့ဒီအပြင်ဂျပန်ခေါင်းဆောင်တွေကထိုင်ဝမ်နဲ့ပတ်သက်ပြီးပြင်းထန်တဲ့မှတ်ချက်တွေပေးနေတာကြောင့်အခြေအနေပိုဆိုးလာပြီးအန္တရာယ်ပိုများလာတယ်လို့လည်းပြောပါရယ်။တရုတ်တန်ယုံတွေကအခြေအနေကိုစောင့်ကြည့်နေတယ်လို့လည်းအဲ့ဒီသတိပေးချက်မှာဖော်ပြထားပါရယ်။ဂျပန်မှာရှိတဲ့တရုတ်လူမျိုးတွေကိုသတိထားဖို့လူအရင်ရဲကိုခေါ်ဖို့အကူအညီလိုရင်တန်ယုံတွေကိုဆက်သွယ်ဖို့တောင်းဆိုထားပါရယ်။အွန်လိုင်းပေါ်ကထိုင်ဝမ်လူမျိုးတွေကတော့ဒီသတိပေးချက်တွေကိုပျော်ရွှင်စွာနဲ့သိရောလောင်ပြောင်းခဲ့ပါရယ်။ဂျပန်မှာတော့ဒီသတင်းဟာဂျပန်ရဲ့အကြီးဆုံး online forum ဖြစ်တဲ့ FCH မှာအနှံ့အပြားပေါ်ထွက်နေခဲ့ပါတယ်။သုံးဆွဲသူအများပြားကကျေးဇူးပြုပြီးမလာကြပါနဲ့လို့ရေးသားထားပါတယ်။တချို့ကလည်းခရီးသွားလာတာကိုလုံးဝပိတ်လိုက်ကြပါ။ဘာပြဿနာမှမရှိဘူးလို့ရေးခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တက္ကဟာရှိကလည်းမကြသေးမီကလွှတ်တော်ကိုထိုင်ဝမ်ရေးလက်ရမှာဆစ်ဖြစ်ပွားရင်ဂျပန်ရဲ့လုံခြုံရေးကိုချိန်ချောက်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒီအချိန်လေးဟာဂျပန်ရဲ့စူပေါင်းကိုပိုင်ကာကွယ်ခွင့်ကိုအသက်ဝင်စေတယ်လို့လည်းသူကဆိုပါတယ်။ နိုဝင်ဘာလ15ရက်နဲ့16ရက်နေ့တွေမှာကီယိုတိုသတင်းရဲ့စစ်တမ်းတစ်ခုရာသူ့အစိုးရဖွဲ့ထောက်ခံမှုနှုန်းက90ရာခိုင်နှုန်းရှိခဲ့ပြီးဒါဟာအော်တိုဘာလကထက်9.5မှတ်မြင့်တက်လာတာပါမထောက်ခံမှုနှုန်းကတော့16.5ရာခိုင်နှုန်းသာရှိခဲ့ပါပြီအဲဒီစစ်တမ်းတိုင်းမှာထိုင်ဝမ်မှာတခုခုဖြစ်ခဲ့ရင်စူပေါင်းကိုပိုင်ကာကွယ်ရေးကိုဂျပန်လူမျိုး49ရာခိုင်နှုန်းကထောက်ခံဒါမှမဟုတ်အသင့်အတိထောက်ခံခဲ့တယ်လို့ဖော်ပြထားပါတယ်44ရာခိုင်နှုန်းကတော့မထောက်ခံခဲ့ပါဘူး ဝီကြီးချုပ်တာကာဟာရှိရဲ့ကာကွယ်ရေးအတုံးစိတ်တိုးမြင့်မဲ့အစီအစဉ်ကို60ရာခိုင်နှုန်းကထောက်ခံခဲ့ပြီး35ရာခိုင်နှုန်းကတော့မထောက်ခံခဲ့ပါဘူး။တချို့လူတွေကသူ့ရဲ့မူဝါဒတွေကြောင့်နိုင်ငံသားသားမုန်းတီးမှုပိုတိုးလာနိုင်မလားဆိုပြီးစိုးရိမ်ခဲ့ကြပါရီ။ဒါပေမဲ့လည်း58ရာခိုင်နှုန်းကတော့စိုးရိမ်မှုမရှိဘူး။ဒါမှမဟုတ်အနှဲငယ်သာစိုးရိမ်တယ်လို့ဖြေကြခဲ့ပါရီ။ဒီတရမန်ရေးရာအချက်တဲဟာနိုဝင်ဘာလ9ရက်နေ့ကနေစခဲ့တာပါ။အဲဒီနေ့မှဝီကြီးချုပ်တာကာဟာရှိကထိုင်ဝမ်ရေးလက်ကြားမှာစစ်ပွဲဖြစ်ရင်ဂျပန်ရဲ့တီးရှိမှုကိုအလွန်အမင်းချိတ်ချောင်းနိုင်တယ်လို့ပြောခဲ့တာပါ။ တရုတ်နိုင်ငံအိုဆာကာမြို့ကကောင်စစ်ဝင်ချုပ်ရှူကျန်းကသူ့ကိုတခုခုတန်းခတ်မယ်ဖယ်ရှားပြစ်မယ်လို့လည်းတုံ့ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးကလည်းရှူကျန်းရဲ့မှတ်ချက်တွေကိုထောက်ခံခဲ့ပါတယ်။ဝေဖန်မှုတွေပြင်းထန်လာတာကြောင့်ဝန်ကြီးချုပ်တကာရှိကသူ့ရဲ့ရည်တည်ချက်တွေကိုနောက်ပိုင်းမှာရှင်းပြခဲ့ပါတယ်။အစိုးရအနေနဲ့အဆိုးဆုံးအခြေအနေကိုသာစဉ်းစားနေတာဖြစ်ကြောင်းလက်ရှိထိုင်ဝမ်မူဝါဒကမပြောင်းလဲသေးဘူးလို့လည်းသူကပြောခဲ့ပါရီအကြီးရန်အရာရှိတဦးကလည်း သူအားလုံးကိုရှင်းရှင်းလင်းလင်းပြောပြပြီးသွားပြီဖြစ်တဲ့အကြောင်းသူမချက်တွေကြောင့်တကယ်တမ်းပြဿနာမရှိခဲ့ပါဘူးလို့လည်းပြောခဲ့ပါတယ်။ခွဲချမ်းစိတ်ကြသူတွေကတော့တရုတ်ကသူ့ရဲ့စကားတွေကိုဂျပန်ပေါ်ဖိအားပေးဖို့အတွက်တုံ့ပြန်ခဲ့တာလို့ယုံကြည်ကြပါတယ်။ဒါပေမဲ့တရုတ်ကြီးသွားတွေကတော့ဂျပန်ကိုအများပြားဆက်လက်လာရောက်နေစေပါသူတို့အများစုကခရီးစဉ်တွေကိုပျော်ရွှင်နေကြပြီးလုံခြုံမှုရှိတယ်လို့လည်းပြောခဲ့ကြပါဗျ။ဒါပေမဲ့လည်းတရုတ်နိုင်ငံမှာရှိတဲ့ဂျပန်လူမျိုးတွေကတော့ပုံပြီးစိုးရိမ်လာနေကြပါဗျ။ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံမှာဂျပန်လူငယ်လေးတယောက်အသက်ခံခဲ့ရပါတယ်။ဒီနှစ်မှာလည်းတရုတ်နိုင်ငံသားတွေရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့ဂျပန်လူမျိုးတွေနဲ့ပတ်သက်တဲ့သတင်းတွေလည်းတော်တော်များရှိခဲ့ပါတယ်။ဒါကြောင့် NDS မှန်ကတဖက်သက်ဖြစ်နေပုံပေါ်ပါတယ်။ခွဲခြမ်းစိတ်ပြသူအများပြားကတော့တရုတ်ကတရုတ်နိုင်ငံသားတွေကိုကာကွယ်ခြင်းဆိုတဲ့သတင်းစကားကိုနိုင်ငံရေးရွေးချယ်အတွက်အသုံးပြုနေတယ်လို့ယူဆကြပါတယ်။တရုတ်ကဂျပန်ကိုခီးသွွာလာတာကိုရှော့ချခြင်းနဲ့ဒါအပြင်ဂျပန်ရဲ့ခီးသွွာလုပ်ငန်းကိုအားနည်းစေခြင်းနဲ့လို့သူတို့ကထင်ကြပါတယ်။ ဒီလိုလှုပ်ခြင်းကဝန်ကြီးချုပ်တကဟာရှိရဲ့အစိုးရအပေါ်ဖိအားဖြစ်စေပါလိမ့်မယ်။ဒါပေမဲ့လည်းတရုတ်ကအခြေအနေကိုမှားယွင်းစွာဆုံးဖြတ်မိတာဖြစ်နိုင်ပါ रे ။ဂျပန်လူမျိုးအများအပြားကတကဟာရှိကိုပို့ပြီးတောင်ထောက်ခံပါ रे ။သူရဲ့ထောက်ခံမှုနှုန်းက80ခန်းတော့အထက်မှာရှိခဲ့တာကသူ့မှာခိုင်မာတဲ့နိုင်ငံကြီးထောက်ခံမှုရှိတယ်ဆိုတာပြသနေတာပါ။ဂျပန်လူမျိုးအများအပြားကတရုတ်ရဲ့စီးပွားရေးကိုတကယ်လုံခြုံရေးစိုးရိမ်စရာဖြစ်မမြင်ကြပဲစီးပွားရေးဖိအားကိုအသုံးပြုပြီးဂျပန်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်ဖို့ကြိုးစားတယ်လို့မြင်ကြပါ रे ။လက်ရှိမှာတော့ဝန်ကြီးချုပ် တကာဟာရှိရဲ့အစိုးရဟာကြီးမားတဲ့နိုင်ငံရေးအရေးမျိုးနဲ့မရင်ဆိုင်ရပါဘူး။ဂျပန်ရဲ့ပုံမှုခိုင်မာတဲ့ရည်တည်ချက်ကိုတရုတ်ကတုံ့ပြန်မှုလိုအပ်တယ်လို့ခန့်စားခဲ့ရပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ကသူတို့ရဲ့1307တင်မောအုပ်စုကိုအဲ့ဒီဒေသကိုကင်းလှည့်ဖို့ဆဲလုခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။သူတို့ရဲ့ဤရွယ်ချက်ကတရုတ်ရဲ့ပိုင်းနဲ့နယ်မြေတောင်းဆိုမှုတွေကိုအတီးပြူဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဒီကင်းလှည့်မှုတွေဟာဂျပန်ကထိန်းချုပ်ထားတဲ့ဒါယိုကျူး ကျုံးတွေအနီးကရေပိုင်းထဲမှာဖြစ်ပွားခဲ့တာပါ။ဒါဟာကျုံးနေတဲ့ပတ်သက်ပြီးကြာမြင့်နေပြီဖြစ်တဲ့အငင်းပွားမှုတွေကိုပြန်လည်စတင်စေခဲ့ပါတယ်။ The Guardian သတင်းစာရဲ့ဖော်ပြချက်အရဂျပန်မှာလူမနေတဲ့စာကာကူကျုံးတွေကို ထိန်းချုပ်ထားပါတယ်။တရုတ်ကတော့အဲ့ဒါတွေကိုဒါယိုကူကျုံးအတွေအဖြစ်တောင်းဆိုနေတာပါ။ဒီဒေသမှာနိုင်ငံအကြားအကြီးအကျယ်အငင်းပွားခဲ့ကြပါတယ်။တရုတ်ရဲ့နောက်ဆုံးလုပ်ရက်တွေဟာပြင်းထန်တဲ့တရမန်ကြီးရတိုက်ပွဲတစ်ခုအတွင်မှာဖြစ်ပွားခဲ့တာကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုအများပြားရရှိခဲ့ပါသည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းမှာတရုတ်စစ်လေယာဉ်အစီ30ရေတပ်သင်္ဘော9စီးနဲ့တရုတ်အစိုးရပိုင်းသင်္ဘောတစ်စီးကိုထိုင်ဝမ်အနီးမှာ24နာရီအတွင်းခြေရာခံမိတယ်လို့ပြောခဲ့ပါတယ်။ဒီတရုတ်ဂျပန်တရမန်တပ်ပွဲဟာထိုင်ဝမ်အပေါ်တရုတ်ရဲ့ပြင်းထန်တဲ့လှုပ်ရက်တွေကိုတိုက်ရိုက်ချိန်ဆနေပါတယ်။ဂျပန်နဲ့ထိုင်ဝမ်အနီးမှာတရုတ်ရဲ့ပုံမှုအားကောင်းတဲ့လှုပ်ရှားမှုတွေကနေကမ္ဘာတဝန်းကအာရုံစိုက်မှုတွေကိုဆွဲဆောင်နေပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ American တပ်အမတ်ကြီးရဲ့ social media post တစ်ခုကဆွေးနွေးမှုတွေကိုပို့ပြီးတော့တိုးစေခဲ့ပါတယ်။နိုဝင်ဘာလ15ရက်နေ့မှာဂျပန်နိုင်ငံဆိုင်ရာ American တပ်အမတ်ကြီး George Glass က S platform မှာ Christmas ကတ်ခုကိုတင်ခဲ့ပါတယ်။သူက Christmas စောစောရောက်လာပြီလို့နောက်ပြောင်းခဲ့တာပါ။သူကဂျပန်နိုင်ငံဆိုင်ရာတရုတ်တပ်အမတ်ကြီး Wu Jianhao နဲ့စစ်ကောင်ဝင်ချုပ်ရှူကျူးတို့ကိုကျေးဇူးတင်တဲ့အကြောင်းလေးပြောခဲ့ပါတယ်။ သူတို့ရဲ့လောက်ရက်တွေကအမေရိကန်ဂျပန်မဟာမိတ်အဖွဲ့ကိုပို့ပြီးခိုင်မအောင်အကူအညီပေးခဲ့တယ်လို့သူကဆိုပါတယ်ဒီပို့စာလင်းမြန်စွာပြန်လည်သွားပြီးကြီးစုသူနှစ်သက်မှာ3တန်းကျော်ရှိခဲ့ပါတယ်လူအများပြားလည်းဒါကိုသဘောကျခဲ့ပါတယ်ဂျပန်မှတ်ချက်ပေးသူတို့ကကျေးဇူးတင်ပါတယ်တာမန်ကြီးဂျပန်လူမျိုးတအုပ်အနေနဲ့တရုတ်နဲ့ပတ်သက်တဲ့ခမရရဲ့ပြတ်သားတဲ့ဇာတ်ရီကိုတန်ဖိုးထားပါတယ်အမေရိကန်ရဲ့ထောက်ခံမှုကကျွန်တော်တို့ကိုတကယ်ယုံကြည်မှုပေးခဲ့ပါတယ်လို့လည်းရှင်းသားခဲ့ပါတယ်ဒါပေမဲ့ဘေကျင်းကိုအနောက်ရှက်ဖြစ်စေခဲ့တဲ့အရာကတော့တရုတ်နိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တာပါ ဂျပန်အန်နမီရုပ်ရှင်ဖြစ်တဲ့ Demon Slayer ကိုတရုတ်နိုင်ငံမှာရုံတင်ခဲ့ပါတယ်။တရုတ်နဲ့ဂျပန်တန်တမန်ရေးရာအရာတိုက်ခိုက်နေတာကြောင့်ဒီရုပ်ရှင်ကြာဆုံးမယ်လို့လူအများပြားထင်နေတာပါ။ဒါပေမဲ့လည်းရုပ်ရှင်ကအရန်ကိုလူကြိုက်များသွားခဲ့ပါတယ်။မင်းပေါ့သတင်းစာအရာဘေကျင်းရှာဟိုင်းကွမ်ဂျိုးနဲ့ရှန်ကျန်းမြို့တွေကညတကောင်ပြသတဲ့ရုံတွေမှာတော့လူပြည့်နေခဲ့တာပါ။နိုင်ငံပိုင်မီဒီယာတွေကပါဒီစိတ်လှုပ်ရှားမှုကိုဖော်ပြခဲ့ပါတယ်။ညတကောင်ရဲ့ရုပ်ရှင်ရုံတွေဒီလောက်ထိလူမများတာကြာပြီလို့ရေးသားခဲ့တာပါ။ လူငယ်တွေကတရုတ်ရဲ့တိတ်ဆိတ်နေတဲ့ရုပ်ရှင်ဇီးကွက်ကိုစွန့်ရင်တွေယူလာပေးတယ်လို့သူတို့ကဆိုပါတယ်။ခွဲချမ်းစိတ်ပြတွေကဂျပန်ကောင်ဆောင်တွေဟာသူတို့ရဲ့နိုင်ငံသားတွေအပေါ်အမြဲတမ်းပြင်းပြင်းထန်ထန်တာဝန်ယူမှုကိုပြသနေတယ်လို့ဆိုပါတယ်။အစိုးရပြောင်းသွားရင်တော့ကောင်ဆောင်တွေကပြည်သူကောင်းကျိုးနဲ့အမျိုးသားဦးစားပေးကိစ္စရပ်တွေအပေါ်မှာပဲအာရုံစိုက်နေကြပါတယ်။ဒါဒီမိုကရေစီအခွင့်အရေးနဲ့နိုင်ငံသားလွတ်လပ်ခွင့်တွေကိုလေးစားမှုနှဆိုင်ရကနေလာတာပါဂျပန်ဟာလမ်းတွေလုံခြုံမှုရှိတာဈေးနှုန်းတွေတည်ငြိမ်တာနဲ့အရေးသွေးမြေကုန်ပစ္စည်းတွေကြောင့်နာမည်ကြီးပါတယ် ဂျပန်မှာပုဂ္ဂလိကပိုင်းပစ္စည်းတွေကိုကာကွယ်မဲ့ခိုင်မာတဲ့ဥပဒေတွေလည်းရှိပါတယ်။လူတွေကဥပဒေစနစ်ကိုယုံကြည်ကြပါတယ်။ဒီအချက်က CCP အုပ်ချုပ်မှုအောက်ကတရုတ်ရဲ့ဘဝနဲ့တော့အရန်ကွာခြားပါတယ်။တရုတ်မှာအစိုးရကနေစဉ်ဘဝထက်လုံခြုံရေးနိုင်ငံရေးထိန်းချုပ်မှုတွေအပေါ်ပုံပြီးအာရုံစိုက်ပါတယ်။အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုအပေါ်ကနေချမှတ်တာဖြစ်ပြီးပြည်သူတွေကတိတ်ပြီးထင်မြင်ခွင့်ပေးခွင့်မရှိပါဘူး။ဒီစနစ်ကပြင်းထန်တဲ့ထိန်းချုပ်မှုတွေအများအားစောင့်ကြည့်မှုတွေနဲ့မီဒီယာကန့်သတ်မှုတွေကိုအသုံးပြုပါရတယ်။ပိုင်ဆိုင်မှုကာကွယ်မှုအားနဲ့လား အစိုးရနဲ့ကုမ္ပဏီကြားရှုပ်ထွေးတဲ့ဆက်ဆံရေးနဲ့ဂျိုတင်ခံမှန်းလို့မရတဲ့စီးမြင့်တွေကြောင့်လူတွေမလုံခြုံဘူးလို့ခန့်စားပါရယ်။နေပေါင်းများစွာ CCP ဟာဂျပန်စန့်ကျင်ရေးသတင်းစကားတွေကိုမြင့်တင်ခဲ့ပါရယ်။သူတို့ဟာဂျပန်ကိုရန်သူအဖြစ်မကြာခဏပုံဖော်လေးရှိပါရယ်။ဒါပေမဲ့တရုတ်လူမျိုးအများအပြားကဂျပန်ရဲ့စနစ်တကျရှိမှုတည်ငြိမ်မှုနဲ့လူနေမှုအဆင့်တန်းကိုအားကျနေစေပါသူတို့ရဲ့ကိုပိုင်စနစ်ကမပေးနိုင်တဲ့အရာတွေကိုဂျပန်ကပေးနိုင်တယ်လို့သူတို့ကသတိထားမိကြပါတယ်။တရားဝင်မဲဆွဲစည်းရုံးမှုတွေက ဂျပန်ကိုမုန်းတီးဖို့ပြောနေပေမဲ့လူတွေကသူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေကိုဖန်တီးနေကြပါတယ်။ဒီအချက်ကနိုင်ငံရေးတင်းမာမှုမြင်မာနေချိန်မှာဂျပန် TV ရှိုးတွေ animation တွေနဲ့ရင်ကျေးမှုအပေါ်စိတ်ဝင်စားမှုဘာကြောင့်မြင့်တက်ရသလဲဆိုတာကိုလည်းရှင်းပြနေပါတယ်။ခေါင်းဆောင်တွေကအမျိုးသားရေးဝါဒကိုမြင့်တင်တဲ့အခါလူတွေကဂျပန်ဖော့ရင်ကျေးမှုကိုခံစားခြင်းအဖြစ်တိတ်ဆိတ်တွန်းပြန်တဲ့တွန်းအားပေးနေကြတာပါ။တရုတ်နိုင်ငံမှာရှိတဲ့လူအများပြားတဲ့ဂျပန်ဇလန်းတွေကစင်တကြရှိမှုဂုံတိတ်ခပုံကိုရေးတန်ဖိုးနဲ့လွတ်လပ်မှုကိုပြသနေပါတယ် လူတွေကပုံမှန်လေးလေးဆန္ဒပြလို့မရဘူး။ဒါပေမဲ့သူတို့ဟာသူတို့ရဲ့ရွေးချယ်မှုကတစဉ်ကိုကိုကိုဖော်ပြနေကြပါရီ။ရုပ်ရှင်လက်မှတ်ဝယ်လိုက်တာဟာတိတ်ဆိတ်တဲ့သတင်းစကားတစ်ခုဖြစ်လာပါရီ။ရုပ်ရှင်နဲ့ရုပ်ရှင်ရုံကိုတော်ရောက်ကြည့်ရှုခြင်းကဂျပန်ကိုထောက်ခံနေကြောင်းပြသနေတာဖြစ်နိုင်ပါရီ။တရုတ်အာဏာပိုင်တွေကလည်းဒါကိုကြောက်ရွံ့နေတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါရီခင်ဗျာ။